မင်္ဂလာပါခင်ဗျာ Ansoc ဖြည့်ရှင်းပြတော့ပုံစံများစီစဉ်ရနေပြီးတော့ကျေးဇူးလိုက်ပါတယ်ခင်ဗျာကျွန်တော်တာတူးပါမြန်မာမေပါပါရှေ့ကဲမေဝိုင်းမင်္ဂလာပါဟုတ်မင်္ဂလာပါကဲဒီနေ့ရောဘာတွေထူးဆန်းတာတွေရှာလာပေးသေးလဲဟုတ်ဒီနေ့ရှာလာတဲ့ကိုဒီနေ့ကကြောက်လေဒီမေဝါရောပေါ့နော်ဒီကျုံတွေ့ဘူးသမျှရဲမှာပေါ့နော်ဒီအစိုးရဆုံးဖြစ်တယ်ပေါ့နော်အစိုးရဆုံးရှိရဲ့ဒီတန်တရားရှိသူတူပါဝင်နေတဲ့ဒီမီရှယ်ဘော်နက်စတာဆိုရဲဒီအငင်းဘွားဘွယ်ရာပေါ့နော်တေဆုံးမှုကိုအာမေဝါပြပြပေးသွားမှာအာဟုတ်ပြီဗျာကဲစိတ်ဝင်စားဖို့ကောင်းမှတယ်နော်ဟုတ်တယ်ကိုစိတ်ဝင်စားဖို့ပြပြပေးပါဦး ဒီဖြစ်စဉ်တွေကပေါ့နော်ဒီ1994ခုနှစ်ဧပြီလ25ရက်ပေါ့နော်တောက်ကြနေဒီကယ်လီဖိုးနီးယားပြည်နယ်မှာရှိတယ်ပေါ့နော်ဆန်ဒီယေကိုအာဆန်ဒီယေကိုမှာရှိတယ်ပေါ့နော်ဆန်ဆက်ကလစ် ပေါ့နော်ဒီဆက်ဆက် clip မှာဒီရေလာလျှောစီးသူနှစ်ဦးကဒီမျောနေတယ်ပေါ့နော်ဒီရေဝါပေါ့ပင်လေရေမော်လို့သူတို့ထင်တဲ့အရာပေါ်မှာဇင်ရောငှက်လေးတွေနားနေတာသူကသတိစားပြုမိခဲ့တယ်ပေါ့နော်အဲ့တော့တေချာသူတို့တွားကြည့်လိုက်တဲ့အခါမှာအဲ့ဒီဟာကအဲ့ဒီအရာမှာပေါ့နော်ဒီမစ်ရှယ်ဖော်နက်စတာရဲ့အလောင်းကဒီပေါ့နော်ဒီအဲ့ရပြင်းလို့ဖြစ်နေတဲ့ရေမော်ပင်တွေမှာမှောက်လျက်မျောပါနေအောင်သူကမြင်တွေ့လိုက်ရတယ်ဩ အော်တကယ်တော့ဒီနေရာတော်တော်လှရတဲ့နေရာဖြစ်တယ်ပြီးတော့အင်ကလပ်ပါတဲ့နေရာလေးမှာပေါ့နော်ဒီလိုမျိုးဖြစ်ပြက်ခဲ့တာကဆိုးရွားလွန်းလာတယ်ပေါ့နော်အဲ့တော့ဒီနောက်ဆုံးမှာတော့ဒီသူအလောင်းကိုပေါ့နော်ဒီညနေ၄နာရီလောက်မှာဒီဆန်ဒီကိုပေါ့နော်အာ live guard ရုံးပေါ့နော်ရုံးချုပ်ကိုတည်ဆောင်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီပေါ့မီရှယ်ကသူ့ရဲ့လက်မှာပေါ့နော်ဒီကျေးဝါလက်ကောင်းရဲ့လက်စွပ်နှစ်ကွင်းကိုတော်တော်ဝစ်စင်ထားပြီးတော့ ကြံတော့ဒီကိုလုံးတီးနဲ့ဒါသူတွေ့ရှိခဲ့ရပေါ့နော်ဟုတ်ဒီသူမရဲ့ဒီပခုံးပေါ်မှာဆိုရင်သူရဲ့ဒီလက်ပြာတတူထိုးထားတယ်ပေါ့နော်ပြီးတော့ဒီအညိုရောင်သပင်ကလည်းအရှိပေါ့သူရဲ့သပင်လည်းအညိုရောင်သပင်ရောအရှိလေးပေါ့နော်အဲ့တော့ဆေးစစ်တဲ့သူပေါ့နော်ဒီဟို Robert Angela ပေါ့နော်ဒီအလောင်းအသက်ငယ်ဌာနချုပ်ကိုသူကရောက်ရှိလာတာနဲ့ဒီသူရဲ့ခန္ဓာကိုတိုက်ရိုက်စစ်ဆေးတယ်ပြီးတော့စစ်ဆေးလိုက်တဲ့အခါမှာသူရဲ့ဒီစုပ်ပြဲနေတဲ့ဒဏ်ရာကြီးနေရာမှာ တီရှူးစာပေါ့ဒီအသားတီရှူးစာရင်းနေအဲ့ဒါကြီးကတော့ပျောက်ဆုံးနေတယ်ဆိုတာကိုလည်းတော့ကိုးကားပြီးတော့ဖော်ပြခဲ့တယ်ပေါ့နော်။အင်း။အဲ့တော့ဒီခန္ဓာကိုယ်ကဒီညာဘက်ခြေရောက်တစ်ချမ်းခြေရောက်ကလည်းပျောက်ဆုံးနေတယ်။သူ့ရဲ့ညာဘက်တစ်ချမ်းဘက်ကခြေရောက်ကလည်းပျောက်ဆုံးနေတယ်။အာဒါဆိုလို့ကျွန်တော်ကငမန်းမဲ့ဖြစ်မယ်သိလား။ဘာလို့ဆိုအခုတိတယ်။ဘာလို့ဆိုကွာအခုလိုဂျောဆိုရုပ်ရှင်ကိုကြည့်ဦးတယ်ကွာတဲ့မနော်အနည်းဆုံးကွာအခု၆ကျင်းလောက်ကြည့်ဦးတယ်တေချာရဒါငမန်းကြိုက်တာဖြစ်မယ်ဒါနော်ပိတ်တော့ငမန်းမဆုပ်ပြတ်ချနိုင်အောင်ဟမ်တောက်ချက်မချနိုင်အောင် မမြန်မဲ့အကိုကတော့တကယ်ကိုထင်တယ်ကွာဘာခက်မြန်မြန်မဲ့ဘာလို့သေးစားရတာငမန်းမဲ့ငမန်းတောင်ကိုက်တာပဲဖြစ်မယ်အရာရာတိုင်းကတချို့အရာရာထင်လို့ဖြစ်မလာတတ်ဘူးလေအဲ့တော့အဲ့ဒါလည်းနည်းနည်းတော့သိထားအောင်မယ်ရဟုတ်ပါပြီဆက်ပြောပါအောင် တော့သတိပြုရမယ့်ဒီအချက်တစ်ခုရှိရပါအဲ့ဒီတစ်ခုကကြာဒီမြေရှဲရပေါ့နော်ဒီရေထဲရောက်နေတာတိတ်မကြသေးဘူးဆိုပြီးတော့လေသူတို့ကဒါပြုံကြည့်ခဲ့တယ်ပေါ့နော်ဘာလဲဆိုဒီအစီရင်ခံစာမှာဒီတေဆုံးရတဲ့အကြောင်းရင်းကိုပေါ့နော်မဖော်ပြထားပင်မဲ့လေပေါ့နော်ဒီငမန်းတိုက်ခိုက်ခံရတယ်ဆိုပြီးတော့ဖြစ်နိုင်ခြင်းအရှိဆုံးဆိုပြီးတော့သူကသဘောတူညီခဲ့တယ်ဟုတ်အောင်အဲ့တော့နောက်တစ်နေ့ပေါ့နော်ဒီ April 16ရက်ဒီ1994ဒီ San Diego ပေါ့နော်ဒီဆေးဘက်ဆိုင်ရာ စစ်ဆေးသူပေါ့နော်ဒီ Brian Blackmore ဒီတရားဝင်အလောင်းစစ်ဆေးမှုတစ်ခုပြုတ်လောက်ခဲ့တယ် ေချာနားထောင်တော့အဲ့ဒီမှတန်းတဖြည်းနဲ့စိတ်ဝင်စားဖို့တော့ကောင်းလာပြီသလားอืมဟုတ်ပါပြီဗျာနားထောင်မယ်နားထောင်မယ်တကယ်စိတ်ဝင်စားတယ်เนาะဟုတ်อืมအဲ့တော့ဒီအသေးစိတ်လေးရပါတော့နောက်ပိုင်းမှာပို့ပြီးတော့ဆက်နွယ်မှုတွေလည်းရှိလာအောင်ပါပေါ့နော်။သူ့မှာခုနပြောလိုက်တယ်လီလီစုပ်ပြဲတန်ရတဲ့အပြင်ဒီညာဘက်ခြေတော့ကဒီပေါင်လေအောက်ပိုင်းမှာတွေကတော့ပြက်နေတာ။อืมအဲ့တော့သူမရဲ့ဒီလေဘင်းဟာလေဟိုကားမတော်တဆဖြစ်ထားသလိုမျိုးပေါ့နော်ကျိုးနေရပေါ့နော်ဒီနံရိုးဆိုလဲကျိုးနေတယ်ပြီးတော့သူ့ခန္ဓာကိုယ်မှာဒီချက်ရာတွေပုံပဲ့ဒဏ်ရာတွေပေါ့နော်ပြီးတော့ဒီမျက်နှာပေါ်မှာလည်းဒဏ်ရာတွေရှိနေတယ် อနောက်ပြဒီသူမရဲ့ဒီပါဇက်ဒီလေเจ้าအဆုံနဲ့ဒီအဆိုင်နေမှာလဲတဲတွေကိုတွေးခဲ့ရသေးတယ်ဟမ်တဲတွေဟုတ်လားတဲအများကြီးပဲတဲတွေအများကြီးအများကြီးပဲအဲ့ဒါလေဒီနောက်ပိုင်းမှာပေါ့နော်ကြီးကြီးမားမားဒီဖြစ်ပေါ်လာတော့မှာပေါ့နော်အဲ့တော့အဲ့ဒါလေခဏလေးမှတ်ထားပေးပေါ့နော်ကဲဟုတ်ပါပြီဗျာမှတ်ထားမယ်မှတ်ထားမယ်တဲနော်တဲတဲဟုတ်တယ်တဲโอเคမှတ်ထားပြီအဲ့ဒါပြပေါ့နော်သူ့ရဲ့ဒဏ်ရာတွေကဒီသူမအပေါ်မှာဒီတက်ရောက်တဲ့အချိန်အားဆိုရင်ဒီဘိုနပ်စတာပေါ့နော်အသက်ရှင်နေသေးတယ်ဆိုတဲ့အကြောင်းဒီအစိမ်းခံစားမှာတော့ဟော ကောက်ချက်ချနေတယ်ပေါ့နော်အဲ့တော့လက်ပွင့်ရဲ့အဆိုရပေါ့နော်ဒီ Michelle Bonesta ကိုပေါ့ဒီည၈နာရီမှာနောက်ဆုံးတွေးခဲ့ရတယ်ဆိုတဲ့အချက်ကိုသူကဒီသူ့ရဲ့ဒီပေါ့နော်ဘလက်ဘွန်ကဒီသူ့ရဲ့အချိန်ပိုင်းခြားကိုချမှတ်လိုက်ပြီးတော့ဒီဟိုပါ Michelle ရဲ့ဒီညတကံညတန်းကောင်အချိန်မှာပေါ့နော်သူ့ရေထဲမှာရှိနေတယ်ဆိုပြီးတော့ကောက်ချက်ချလိုက်တယ်။အော်။နော်အဲ့တော့ဒီ ဟိုဘဘလက်ဘောကဒီငမန်းတိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့လဲကောက်ချက်ချခြင်းဟာအတက်ကဲအဆောက်တည်းရဲ့ဒီစိတ်ကန်းရဲတွေနဲ့ပေါ့နော် script institute ကဒေတာကန်အနဝါဇီဝဗေဒပညာရှင်တွေကလည်းသူတို့ပြောပြခဲ့တယ်ဖြစ်တယ်ပေါ့နော် အဲ့တော့သူ့အဆိုရဆိုရင်ဒီမီရှဲကဒီငမန်းဖြူကြီးတစ်ခေါက်ရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးတော့သူမကိုဒီသမုတ်တရားရဲ့အောက်ခြေကိုတိုးပို့လိုက်တယ်လို့ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီနေရာမှာပဲသူမကလဲပင်ကျိုးသွားပြီးတော့ဒီသဲတွေရဲ့မြို့သဲတွေကိုမြို့ချမိခဲ့ပေါ့နော်မြို့ချမိပြီးတော့ဒီသွေးဆုံးရှုံးမှုတွေရင်းနစ်တာကြောင့်သေဆုံးသွားခဲ့ရတယ်ဆိုတော့ဟိုအကြောင်းလေးပြောထားတယ်ပေါ့နော်ပြီးတော့ဒီအသေးစိတ်အချက်လက်ကိုတော့ဒီအကြမ်းဖက်ထက်ကြည့်လိုက်တဲ့အခါမှာဒါကဟိုလုံးဝရုံကြည်နိုင်လောက်တဲ့ပုံတော့ဖြစ်နေရေပေါ့နော်ဟွန်းမပြောနိုင်ဘူးလို့ထင်တာပဲမဟုတ်နိုင်ဘူးတိလာ ဒါဆိုအကူကအမြင်ပြောင်းသွားပြီလားဟာပေါ့ငမန်းတကောင်လို့ရောမထင်တော့ပြန်ဘူးလားဟုတ်တယ်အဲ့ဒါကွာဒီဒိဗ္ဗတိတ်မရှိဘူးလို့ထင်လို့လေငမန်းတိုက်ခိုက်မှုကြောင့်ပေါ့နော်ဒီမီရှဲတည်ဆုံးလာခြင်းနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့မုံမှန်ထားတဲ့တချို့အရာတွေပေါ့နော်အဲ့လိုကြည့်လိုက်ရအောင်ငမန်းတစ်ချက်ထပ်ပြောပြမယ်ပထမဦးဆုံးပေါ့ကွာဒီဆေးဘက်ဆိုင်ရာစစ်ဆေးသူပေါ့နော်ဒီငမန်းဖြူရဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့ကောက်ချက်ချထားတဲ့ prior platform ကကြတော့ဒီငမန်းတိုက်ခိုက်မှုကြောင့်တည်ဆုံးလာခြင်းမျိုးတစ်ခါမှတော့မမြင်ခဲ့ဘူးပေါ့နော် သူ့တယ်မဟုတ်ဘဲနဲ့ဒီ Michelle ရဲ့အလောင်းကိုမြင်သူအားလုံးကလည်းအတူတူပဲဖြစ်တယ်ပေါ့เนาะအဲ့တော့ script is to you ကဒီပေါ့เนาะ black bone နဲ့ timing ဆွေးနွေးတဲ့အခါမှာသူတို့ကြမ်းကျင်သူတွေကလည်းအလောင်းကိုအပြင်မှာတစ်ခါမှသူတို့မမြင်ခဲ့ရဘူးပေါ့เนาะအဲ့ဒီစားဒီ black bone ကလည်းဒီ script is to you ကိုပေါ့เนาะကိုတိုင်လာရောက်ခဲ့ပြီးတော့အဲ Institute ဘက်ကနေပြီးတော့ဒီပေါ့เนาะ Michelle တည်ဆုံးရခြင်းအကြောင်းအရောအကဲဖြတ်ဖို့အတွက်ပေါ့အနေငယ်ပြောပြပြီးတော့မေးခွန်းထုတ်ခဲ့ခြင်းဖြစ်တယ်ပေါ့เนาะခဏခဏလေး အဲ့တော့ तू အရင်ကလည်းဒါ तू ငမန်းကြိုက်လို့တေးတာတော့မှ तू တစ်ခါမှမမြင်ဘူးလားမမြင်ဘူးဟုတ်ဟောအဲ့တော့ဒီငမန်းတက်ခတ်မှုကြောင့်တေးဆုံးတာလို့တစ်ခါမှမမြင်ဘူးတလို့ပဲအဲ့တို့အခုတွေ့ဆုံခဲ့တယ်ကွာ script institute ရဲ့ဒါ oceanology institute မှာပေါ့နော်ကျွမ်းကျင်သူပညာရှင်တွေကိုလည်းဒါတို့ဒီခန္ဓာကိုယ်ကိုကြည့်ရှုဖို့တော့မခေါ်ခဲ့ဘူးလीနော်အဲ့မှာဒါ तू ကိုယ်တိုင်သွားပြီးတော့ဖြစ်ပျက်ခဲ့တာတွေကိုပဲပြောပြခဲ့တာကွာဟုတ်တယ်မလား နောက်ဆိုဘယ်လိုလုပ်ပြီးပြည့်စုံမလဲအဲ့ဒါတော့ဟုတ်တယ်อืมပြီးတော့ပေါ့နော်ဒီ Pacific ကရုတ်တန်းမှာရှိရပေါ့နော်ငမန်းဖြူဒီအပြုတ်မှုနယ်ပေါ့နော်ဒီဂေဟဗေဒဆိုင်ရာဒီကြက်ကျင်သူပေါ့နော် Ref Golia ပေါ့နော်အပါအဝင်ဒီပညာရှင်အများပြားကငမန်းဖြူတိုက်ခိုက်ချင်းလို့သူကမထင်ဘူးပေါ့အကိုရဲ့တိလားဒီမီရှဲရဲ့ဒီခြေတော့အယိုးအကျဉ်းချန်တွေကိုတွေးမြင်ပြီးတဲ့နောက်မှာဒီ Golia ကပေါ့နော်အငမန်းဖြူတကောင်ကဒီခြေလက်တပိုင်းကိုကိုက်လိုက်တဲ့အခါမှာပြတ်တဲ့နေရာသူကရှင်းနေတယ် ဟုတ်ပါဘောဇပွဲပေါ်မှာနှွားစက်နဲ့တင်ပြတ်ထားသလိုပဲပေါ့နော်အဲ့တော့ဒီမီရှဲရဲ့ခြေရောက်အကျဉ်းချံကအဲ့လိုဖြစ်မနေဘူးပေါ့နော်ပြောကြခဲ့တယ်ပေါ့နော်အခုကဟိုဝါလုံးကိုယူပြီးတော့ဓာတ်နဲ့ခြုံထားသလိုပုံဖြစ်နေရယ်ပေါ့နော်ဩဩအဲ့တော့ဇိုနစ်တွေအတင်းထဲမှာပေါ့နော်ပြန်လဲသုံးသက်လိုက်တယ်သုံးသက်ထားတဲ့ဒီဓာတ်ပုံပေါင်းတရာနီးပါးကိုသူကြည့်ဘူးပြီးတော့ဒီလိုအရိုးတွေတခါမှမတွေ့ဘူးဆိုပြီးသူဆူထားတယ်ဩအဲ့ဆိုရင်ဒီငမန်းဖြူကြီးတွေကွာလှော့နဲ့ဖြတ်ထားသလိုကိုက်ဖြတ်နိုင်နေတယ်ဟလားဒါတကယ်ကိုနော်ဘယ်လိုလဲကြောက်စရာကြီးပေါ့နော် ဟုတ်တယ်ကွာဒါကအရန်လိုအရန်အစွမ်းထက်တဲ့တိရစ္ဆာန်လိုမျိုးဖြစ်နေပြီနော်อืมอืมနောက်တစ်ခုထူးဆန်းတာကတော့လေဒီသူမရဲ့ဒီခြေတော့ပြတ်သွားပြီးရဲ့နောက်မှာပေါ့နော်တဲကဒီမီရှဲရဲ့ဒီခန္ဓာကိုယ်ရဲ့ဝင်ရောက်သွားတယ်လို့ယူဆဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီထိခိုက်ပျက်စီးမှုကြောင့်သူမရဲ့ဒီပေါင်ကပေါ့နော်သွေးကြောကိုထိခိုက်ပြီးတော့သူမကိုပေါ့နော်ဟိုမကြကြီးအချိန်လေးမှာတည်စင်းမဲ့အချိန်ကြီးဖြစ်ဖြစ်စေခဲ့တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့သူမဒီအဆိုင်ထဲမှာကြောက်လေဒီတဲတွေရှိလာဖို့အတွက်ကိုကြောက်တော့လေ အသက်ပြင်းပြင်းရှူဆိုင်မရမှာလေဟုတ်တယ်အဲ့ဒါကြောင့်မတေးတယ်ပေါ့နော်အဲ့လိုဆိုရယ်ပေါ့နော်အဲ့တော့ဒီပေါ့နော်ခလေးရဲ့ဒီနောက်ဆုံးအတွေးတစ်ခုပေါ့နော်ဒါသူတွေးလိုက်တဲ့အတွေးပေါ့နော်အဲ့တော့ဒီကိစ္စမှာဒီငမန်းဖြူအပြုတ်မှုနဲ့မကိုက်တင်တဲ့အရာတွေအများစားရှိတယ်ဆိုပြီးတော့ဆိုထားတယ်ပေါ့နော်ဩငမန်းဖြူကြီးတိုက်ခိုက်ခံခြင်းဆိုတဲ့အယူဆကိုပေါ့နော်ဒီဆန့်ကျင်တဲ့နောက်တယောက်ကကျတော့ဒီမီရှဲရဲ့အလောင်းကိုမမြင်ရဘဲနဲ့ဒီအမှုနဲ့ပတ်သက်ပြီးတော့ဆေးစစ်သူပေါ့နော် Brian Blackburn နဲ့တိုက်မြင်ခဲ့တဲ့ Squid Institute ရဲ့ဥက္ကဋ္ဌဟာပေါ့ Richard ရိုဇန်ဘလတ် Okay ရစ်ချတ်ရိုဇန်ဘလတ်ပဲဖြစ်တယ်ပေါ့နော်အာဒီမီရှဲရဲ့ဒီဒိုင်ယာရီရဲ့တိုင်းတာချက်တွေကိုသူကပေးပို့ချက်တွေပေါ့နော်ရရှိတဲ့အခါမှာ မရှဲဒီခန္ဓာပေါ်ခန္ဓာပေါ်ရှိရဲ့ပေါ့နော်ဒီအမှတ်သားရတဲ့မှာငမန်းဖြူကြောင့်ဖြစ်ရခြင်းမဟုတ်ကြောင်းဆိုရယ် reason back ကပြောကြခဲ့ရယ်ပေါ့နော်အဲ့ဒီအချိန်မှာသူမကတကယ်ငမန်းဖြူတကောင်အကိုက်ခံရပါကခံလိုက်ရရင်ဆိုရင်ပေါ့နော်အဲသူမရဲ့ခန္ဓာကိုအတွင်းထဲမှာဒီငမန်းရဲ့ပေါ့နော်မှာတွားတော်၎င်းပေါ့နော်သူရဲ့အဲတင်ကေတာတစ်ခုပေါ့နော်အဲ့လိုတွေးရှိခဲ့ရမှာဖြစ်ဖြစ်မယ်ပေါ့နော်ဒါပေမဲ့သူမရဲ့ဒီ mission ရဲ့ခန္ဓာကိုအတွင်းထဲမှာဒီငမန်းရဲ့တွားတွေနဲ့ပတ်သက်ပြီးတော့ဘာမှမတွေးခဲ့ရဘူးပေါ့နော်အဲ့တော့ဒီ mission ရဲ့ဒီခန္ဓာပေါ်မှာဆိုရင် တေချာပေါ့ဟိုပေါ့အစာဖြစ်ဟိုစားတောက်ထားတာငမန်းပြရီရဲ့ကြိုက်ရီပဲရှိခဲ့တာ။အော်ငမန်းပြကြိုက်ရီငမန်းပြရီရဲ့ကြိုက်ရီတရားပဲတွေးခဲ့ရတယ်ပေါ့နော်။ဟုတ်အဲ့တော့ယောဂဗေဒပညာရှင်ပေါ့နော်ဒီ Harry Benet ကအဲဒီကြိုက်ရာတွေကိုသူမမသေးဆုံးခင်မှာရခဲ့တယ်ဆိုတဲ့အထောက်အထားမရှိဘူးလို့လည်းပြောထားတယ်ပေါ့နော် တော့တခြားဆေးဘက်ဆိုင်ရာစစ်ဆေးသူပေါ့နော် Glen Wagner ပေါ့နော်2008ခုနှစ်ဒီအမှုကိုပြန်လဲစစ်ဆေးပြီးတော့သူမတည်ဆုံးပြီးနောက်သူမရဲ့ခန္ဓာကိုယ်ပေါ့နော်ဒီငမန်းများကရှာဖွေတွေ့ရှိခဲ့တယ်ဆိုပြီးသူကယူဆခဲ့တယ်။อืมငမန်းတိုက်ခိုက်မှုဒီ theory ကိုပေါ့ငင်းဆိုဖို့အတွက်ကနောက်ဆုံးအချက်ကကြတော့ Michelle ရဲ့ချက်တော့ပျောက်ဆုံးနေတဲ့အချက်ပဲဖြစ်တယ်ပေါ့နော်။ ါက script is to you ဥက္ကဋ္ဌပေါ့နော် richard resemblance ရဲ့နောက်ထပ်ကိုးကားချက်တစ်ခုပေါ့နော်ဒီငမန်းတကောင်ကခြေထောက်ကိုယူသွားခဲ့မယ်ဆိုရင်ငမန်းဖြူတကောင်ဖြစ်နိုင်တယ်လို့ဆိုတယ်ပေါ့နော်ဩဒါကြောင့်ဒီငမန်းဖြူတကောင်ကခြေထောက်ကိုကိုက်ယူသွားနိုင်မယ်ဆိုရင်တဲ့ဒီငမန်းဖြူကတရကံဖြစ်နိုင်ပွင့်မရှိဘူးပေါ့နော်ဒီတက်တေပြခဲ့ပြီးပြီဖြစ်တာကြောင့်ငမန်းတိုက်ခိုက်မှုဒီရေဘူးရအဖြစ်လုံးဝမဖြစ်နိုင်ဘူးကျိုးချောင်းစီလျော်တာသူကပြောပြနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒါမှန်တယ်ဆိုရင် မီရှယ်ဘော်နက်စတာကဘာဖြစ်သွားလဲအကိုဆိုရင်ဘလို့ထင်မလဲอืมๆท่านเนี่ยก็อายิဖြစ်น่ะဆိုတော့လीบาဖြစ်တယ်ဆိုတော့ไม่ตีได้อยู่ป่ะเนาะဟုတ်เออเสร็จပြောပါဟုတ်มิเชลကိုပေါ့เนาะဘသူတက်နိုင်တယ်လဲဆိုတာဟိုတခြားထင်မြင်ချက်တွေကိုတော့တစ်ချက်ဆက်ပြီးတော့ညီမပြောပြပေးမယ်ပေါ့เนาะဟုတ်ပထမထင်မြင်ချက်ကကြတော့ဒီมิเชลကပေါ့เนาะဒီတကောင်ရမှာဒီကိုလုံးတီးเนี่ยရေကူးခဲ့ပြီးတော့နောက်ပိုင်းမှာရေနစ်ခဲ့တယ်ဆိုပြီးတော့စူထားတယ်ဩဟုတ်တကယ်တော့အဲ့ဒီနေရာကဒီည တကောင်ပေါ့နော်ရေကူးဖို့သွားရမယ့်နေရာနဲ့မတူနေဘူးဘာလို့ဆိုရင်အဲ့ဒီနေရာအလွန်ဟိုကြောက်ဆောင်တွေအလွန်များတယ်အပင်လေရေမော်ပင်တွေလည်းရှိတယ်ပေါ့နော်အဲ့ဒီမှာရေကူးဖို့ကောင်းတဲ့အခြေအနေမဟုတ်နေဘူးပေါ့နော်ဟိုဒီထင်မြင်ချက်ကိုထောက်ခံသူတွေကကျတော့မီရှဲဟာပေါ့နော်ဒီရေစီးချောင်းဒါမှမဟုတ်ဒီရေလိုင်းတွေထဲမှာမျောပါလာခဲ့ပြီးတော့ဒီကြောက်တုံးတွေနဲ့တိုက်မိပြီးတော့တေဆုံးသွားတယ်ပေါ့နော်အဲ့တော့ဒီငမန်းပြားတွေရဲ့အစာချို့ကိုလည်းခံခဲ့ရဆိုပြီးတော့သူကယုံကြည်လိုက်ကြတယ်ပေါ့နော် ပြီးတော့တောင်တုံးနေရဲ့ပြင်းထန်စွာရိုက်ခိုက်မှုကြောင့်သူရဲ့လေပင်ကျိုးရာကိုလည်းရှင်းပြနိုင်ခဲ့တယ်ပေါ့နော်သူတို့ကဒါဆက်ဆက်ပြီးတွေးထားကြတာလေးပေါ့နော်ဒါပေမဲ့မှတ်တမ်းတွေအရဆိုရင်ညဘက်လေဒူးအားပေါ့နော်59ဒီဂရီရှိနေပြီးတော့သူရဲ့ရေအားကြတော့လေ59ဒီဂရီအေးလို့နေရပေါ့နော်အဲ့ဒီအချိန်ကလေအဲ့တော့မီရှဲကတကောင်ရံမှာရေကူးဖို့မဖြစ်နိုင်ကြအောင်ဆိုပြီးတော့လေသူကပြန်ပြီးတော့မှတ်ချက်ချထားတယ်ပေါ့နော်တကယ်တော့ဒီမီရှဲကိုည၈နာရီမှာ ူရဲ့အစိမ်းရောင်ကုတ်အင်ဂျီလေးဝတ်ထားတာကိုသူကနောက်ဆုံးမြင်တွေ့ခဲ့ရဆိုပြီးတော့ဟိုပြောထားရပါအဲ့ဒါတော့သူကလောကအင်းနေတယ်ဆိုတာသိသားစီရေပေါ့နော်အင်းကုတ်အင်ဂျီအောင်မှာတခုရှိနေရလားအဲ့လိုမေးလို့လည်းမကောင်းပါဘူးလေโอเคကိစ္စမရှိပါဘူးလို့ပါအကိုထင်နေတာကလေသူကဝတ်မှာမပါတာယူဟုတ်တယ်မသူတို့ရယ်ကွန်ဆင်းနေမယ်ဆိုလို့ရှင်ဒါကိုသူတို့တွေးကြည့်ရပါကုတ်အင်းနေလည်းစောင့်နေမယ်ဆိုတော့ခါကြလေသူအောက်မှာဘာမှဝတ်မထားတော့ဘူးမလား ကိုပြောတော့မှန်။အေးပါအေးပါဒါတိတ်တော့တိတ်မှမရှိပါဘူး။ Okay okay လို့ပါပြောပါအောင်။အာမဲကနောက်တစ်ခုဆက်ပြီးတော့ပြပြအောင်မဲ။အဲ့သူတို့ဒုတိယအဲ့ထင်မြင်ချက်ရှိသေးရေပေါ့နော်ဒီအဒုတိယထင်မြင်ချက်မှာပေါ့နော်ဒီ Sunset Cliff လို့ခေါ်တဲ့ Navy Caesar ဒီကြောက်ကန်းပါမှာပြုတ်ကျမှုကြောင့်ပေါ့နော်ဒီ Michelle တည်ဆုံးခဲ့ခြင်းဖြစ်တယ်ဆိုပြီးတော့လည်းပြောထားတယ်ပေါ့နော်ဟုတ်ဒီ San Francisco မှာဒီဆေးစစ်သူတဦးကပေါ့နော်ဒီ Michelle ရဲ့လေပင်နံယိုးနဲ့ဒီတင်ပစုံတွင်းမှာဒဏ်ရာတွေကပြုတ်ကျခြင်းဒါမှမဟုတ်ပဲနဲ့ဟိုပေါ့နော် ကားမတော်တဆမှုနဲ့ဒဏ်ရာတွေနဲ့ပို့ပြီးတော့ကိုက်ညီချောင်းဆိုပြီးတော့ပြောကြခဲ့တယ်။ဩဩ။အဲ့တော့ဒီပေါ့နော်ဆန်ဆက် clip ကဒီအာဆန်ဒီယေဂိုမှာလာအလှပဆုံးနဲ့ဒီရှုခင်းဖြစ်တယ်ပေါ့နော်။အဲ့နေရာထဲမှာမှသူကလူသိများတဲ့နေရာပေါ့နော်။အဲ့ရှုခင်းကကြတော့ဒီဆန်ဖက်ဟိုဆန်ဒီယေဂိုမှာရှိတယ်ပေါ့နော်။အဲ့တော့အဲ့ဒီနေရာလည်းတဲကြောက်တွေကအမြဲတမ်းအဲ့လိုပြိုကျတာများတဲ့အတွက်လူသိလည်းပိုများတယ်။အဲ့ဒီနေရာမှာလည်းရခင်ကဆိုလူတွေကပို့ပို့ပြီးတော့အဲ့လိုမျိုးတည်ဆုံးခဲ့တာအများပြားရှိခဲ့ဘူး။ဩအဲ့ဆိုရင်အဲ့နေရာကြည့်ရတာဆိုတော့ဒါတော်တော်ကြီးကိုအန္တရာယ်များတဲ့နေရာပေါ့နော်။ ဲ့တော့အဲ့ဒီပေါ်မှာကြလို့ရှင်လေလေလေမင်းကျိုးမာလေနော်တန်ရာကြီးလည်းရမှာနော်อืมဟုတ်တယ်ကြတယ်ဟုတ်တယ်ဒါပေမဲ့အဲ့ကနေပြုတ်ကြတာကြောင့်ခြေထောက်ကပြက်ပြီးတော့ဟိုခြုံထွက်နေစီမယ်လို့တော့မထင်ဘူးနော်မဖြစ်နိုင်ဘူးအဲ့လိုကြီးတော့နော်အဲ့တော့မင်းရဲ့ဟိုပေါ့နော်ဒီရရရချက်ရှိရှိနေပေါ့နော်သူကခုံချတာလားဒါပေမဲ့မတော်တဆပြုတ်ကြတာလားနောက်ကားတိုက်ခံရမျိုးစုံပေါ့နော်ဒါမှမဟုတ်လေဒီမင်းရဲ့ဟာဒီအစွန်းကနေတိုးချခံရတာဖြစ်နိုင်လို့လေတချို့ကယူဆကြပြန်တော့ဒါအမျိုးမျိုးတွေးကြတာပေါ့နော် ဟုတ်ပြီးတော့ဒီမီရှယ်သက်ခံရတယ်ဆိုတော့ဟိုပေါ့ဟိုပြောရမယ်ဆိုနောက်ထပ်တတိယနောက်ဆုံးပေါ့ထင်မြင်ချက်ကပေါ်လာခဲ့သေးတယ်။ဩဟာလာဟုတ်ကဲ့အဲ့တော့ဒီဇက်ကြောင်းနဲ့ kait နေရဲ့အသေးစိတ်အချို့ကတော့အဲ့လိုမျိုးညမထပ်ပြီးတော့ထပ်ရှင်းပြပေးမယ်ပေါ့နော်။ဟုတ်ဟုတ်ပါပြီပြောပါအောင်။ဟုတ်သူဒီကွယ်လွန်ချိန်မှာပေါ့နော်အဲမီရှယ်ကွယ်လွန်ချိန်မှာတဲ့မီရှယ်နေထိုင်တဲ့ရက်ကွက်ကအမွေးရစည်းဝိုင်းနဲ့ပတ်သက်ပြီးတော့နာမည်ကြီးနေခဲ့တဲ့ဟိုစစ်ပွဲဇုံဆိုပြီးတော့အမိပြောင်ခေါ်ခဲ့ကြတာ။ဩအဲ့တော့ ငမန်းတကောင်ကြောင့်ဒါမှမဟုတ်မတော်တဆရေနစ်နေတဲ့ဒီသားကောင်ကပေါ့နော်အဝိပလာနဲ့ဖြစ်နေတဲ့အချက်ကတော့ဒီရှင်းပြရခက်တဲ့အတွက်ဒီမီရှဲဟာအဝိပလာနဲ့တွေ့ရှိခဲ့တာလေထူးဆန်းနေခဲ့တယ်နော်ဒါပေမဲ့ဒီမီရှဲကိုလုံးတီးရေကူးလျာကိုမြင်ဘူးတယ်လို့ပြောဘူးတဲ့အသက်ကယ်သမားရဲ့စကားကြောင့်လေဒီဟိုပေါ့အက်ဝင်ဒါကာလို့ခေါ်တဲ့အလုတ်ကအတိကျွမ်းတူဦးပါပေါ့နော်မီရှဲကလည်းလောကဆက်ဆံမှုတွေကြိုက်တယ်ပေါ့ လိုးလက်နေတယ်နေတဲ့သူဖြစ်တယ်ဆိုပြီးတော့သူကဟိုသူမကဒီအဝတ်မပါဘဲနဲ့ရေလာလိုင်းစီးရတော့လဲသူလောကကြိုက်တယ်ဆိုပြီးတော့ပြောကြခဲ့တယ်ဟုတ်ပြောတယ်နော်အဒ်ဝန်ဒါကာဆိုတဲ့တယောက်ကအင်းအင်းတမျိုးတမျိုးပဲနော်သူကနော်ဟုတ်တယ်အင်းအဲ့တော့အဲဒီမီရှဲရဲ့တငယ်ချင်းနေကြလဲသူမလိုင်းစီးတက်ချင်းတာဟိုလိုင်းစီးတက်ချင်းပေါ့နော်ဒီလိုင်းစီးတက်တာရောသူစီးဘူးတာရောတခါမှလို့သူတို့မြင်လည်းမမြင်ဘူးမှတ်လည်းမမှန်ပြီးခဲ့ဘူးပေါ့နော်အဲ့တော့ဒီဒေတာကန်ဒီရေလာလိုင်းစီးသမားတွေကလဲသူမရဲ့ဒီလိုင်းစီးချင်းကိုလည်းမြင်ဘူးကြလားဆိုတော့မမှတ်မိဘူးမြင်လည်းမမြင်ဘူးပေါ့နော် ဲ့တော့တန်လျာအရှိဆုံးအသေးစိတ်အချက်ထဲမှာတစ်ခုကဒီမီရှဲရဲ့ပေါ့နော်ဒီပတ်စံအိတ်အင်းသူရဲ့ပတ်စံအိတ်ကဒီပင်လယ်ကမ်းခြေပေါ့နော်သူရဲ့ဒီပင်လယ်ကမ်းခြေမှာတဲရီထဲမှာတွေ့ရှိခဲ့ရတယ်ပေါ့နော်။သူမရဲ့ဒီခန္ဓာကိုယ်ပြောမယ်သူမရဲ့အလောင်းပေါ့နော်။သူမရဲ့အလောင်းရဲ့ဒီနှစ်မိုင်ခွဲအကွာဝေးမှာဒီပတ်ဆိုင်ကိုသူတွေ့ရှိခဲ့တာ။ဩဩ။သူရဲ့ပတ်ဆိုင်နဲ့သူမရဲ့ဒီအလောင်းနဲ့နှစ်မိုင်ခွဲအကွာဝေးမှာတွေ့ရှိခဲ့တယ်ပေါ့နော်။ဟုတ်ပြီဟုတ်ပြီ။ထိုးစမ်းလာသည်ပတ်ဆိုင်ထဲမှာဒီမီရှဲရဲ့ဒီတော့ ရင်မောင်းလိုင်စင်လေးနောက်ပြီးတော့ဒီ make up ပါမယ်နောက်သူရဲ့ paste lip လေးပေါ့နော်ပြီးတော့ငွေသား28ဒေါ်လာပါဝင်နေပေါ့နော်အဲ့ဒီအိတ်လေးတွေပါထည့်ထားတယ်ပေါ့နော်အဲ့တော့ထူးဆန်းတာကလေပတ်စံအိတ်ကိုပေါ့နော်ဒီလူအများပြသွားလျာနေရမှာသူခြာပွေတွေ့ရှိခဲ့ပေမဲ့ပေါ့နော်သူရဲ့ဒီပတ်စံအိတ်ထဲမှာပေါ့နော်ဒီအမပတ်စံကိုပတ်စံမရှိတော့ဘဲဒါမှမဟုတ်ဒီပတ်စံအိတ်ကိုကိုယ်တိုင်ခိုးယူခဲ့ခြင်းမရှိဘဲနဲ့24နာရီပတ်လုံးဒီနေရာမှာရှိနေတာအရာ ပုံမှန်မဟုတ်နေဘူးပေါ့နော်အဲအကြောင်းတစုံကြောက်ကဒီမီရှဲကိုနာကျင်စေပြီးတော့ဒီသမုတ်တရားနဲ့တေဆုံးစေခဲ့တာလားမတော်တဆတစ်ခုဖြစ်ပုံဖော်စေပြီးတော့ဒီပတ်ဆိုင်ကိုပဲဒီလိုထားခဲ့တာလားဆိုပဲတချို့ကယုံကြည်ခဲ့ကြတယ်ပေါ့နော်ဒါမှမဟုတ်ဘဲနဲ့သူမဟိုရေနဲ့ပြီးတော့လည်းတည်သွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဟိုအရှိမပြောခဲ့သလိုပေါ့နော်ဒီမီရှဲကသူမရဲ့ဒီအဆုတ်ထဲမှာရှိတဲ့တဲတွေကို မျိုးချဖို့တော့အသက်ပြင်းပြင်းရှူမရမှာလေအဲ့လိုရှူမှသာသူဒီလိုတဲတွေပေါ့နော်အဲ့လိုဆိုဒီပညာရှင်တွေကဒီလိုဖြစ်တဲ့အချိန်မှာဒီတမုတ်တရားရဲ့အောက်ဒီလိုမျိုးတဲတွေဝင်မယ်ဆိုရင်ပေါ့သူတို့တိတ်ပဲပညာရှင်တွေကပေါ့ပြောတာပေါ့နော်အဲ့လိုဖြစ်ဖို့ဆိုရင်တော့ဒီတမုတ်တရားရဲ့ဒီအောက်ခြေမှာသာဖြစ်နိုင်တယ်လို့ဆိုထားတယ်အခုဟာကြတော့မေရှဲကကြတော့ဒီတဲတောင်ပြေရေတိမ်ပိုင်းထဲမှာပဲဟိုတယောက်ယောက်ကပေါ့နော်သူမကိုနင်းမြုပ်စေခဲ့မယ်ဆိုရင်ပေါ့ဒီ သဲဝင်နေတဲ့အချက်ကိုရှင်းပြနိုင်မှာပဲပေါ့နော်အင်းအဲ့တော့ဘာဖြစ်ဖြစ်လေတရားဝင်မဟုတ်တာတန်ရာဖြစ်သူနှစ်ယောက်ရှိတယ်တိလားဟုတ်ပါပြီနှစ်ယောက်တော့ပါနော်နှစ်ယောက်တော့ Okay အပြောပြပါအောင်ပရမဆုံးတန်ရာရှိသူမှာမီရှာရဲ့အလုပ်ပေါ့နော်အလုပ်ဟောင်းဖြစ်တဲ့ပေါ့နော် Rumors Coffee Shop ဘေးမှာပေါ့နော်အရက်ဖြော်ဆက်ရောင်းချသူပေါ့နော် ဘာတင်တာအဖြစ်လောက်ကင်တဲ့ဒီတငယ်ချင်းပေါ့နော်အက်ဒဝင်တကာဆိုတဲ့လူပဲပေါ့နော်ဒီအဒကာကြောင့်ဒီမီရှဲကသူမအဝတ်မပါပဲပေါ့နော်ရေလိုင်းစီးရတာကြိုက်တယ်လို့ပြောခဲ့တာအကိုမတ်မိလားမသိဘူးနော်ဒီမှာရှင်းမှာပြောလိုက်တယ်လေဟုတ်တယ်မတ်မိရမတ်မိတယ်တော်လေသူမကိုဘာကြောင့်ဒီလိုတွေးခဲ့ရလဲဆိုတာကိုလေရှင်းပြနေပဲအဆင်ပြေတဲ့အချက်တစ်ခုပဲပေါ့နော်ဘာလို့လဲဆိုဒီမီရှဲမသေးဆုံးပြီတ냐မှာတဲ့သူနဲ့ သူသူမပေါ့နော်အရက်တူတူတောက်ခဲ့ကြရတယ်။အဲ့မတိုင်ငယ်ရက်တစ်ပတ်အများစွာတွေမှာသူတို့ကအဲ့လိုအစ်စကီလေးဒိတ်ကြတာမျိုးလေးရော ရှိခဲ့တယ်ပေါ့နော်။အော်အဲ့လိုလား။ ဟုတ်တယ်ကိုပြီးတော့သူတို့အရက်တောက်ပြီးတော့သူတို့နေတိုက်ခမ်းပါပဲသူနန်းခဲ့တယ်။ဩပြီးတော့ဒီမီရှဲကအဲသူ့တိုက်ခမ်းမှာမနက်9:00နာရီအစောကြီးထပြီးတော့တက်စီတစင်းနဲ့သူထွက်သွားခဲ့တယ်။ဩဩတကားအိညာမှာသူ့တိုက်ခမ်းမှာလဲပေါ့နော်သူတို့ရဲ့အနီးမှာလဲတငယ်ချင်းတအူကအိနေခဲ့ကြအောင်သူကပြောပြခဲ့တယ်ပြောရမယ်ဆိုကွယ်သူ့တငယ်ချင်းမှာရှိနေသူတို့၃ဦးရှိနေခဲ့တာပေါ့နော်ဟုတ်ကဲ့ဟုတ်တယ်အဲ့တော့ဇာကာပြောပုံညာပေါ့နော်ဒီသူပြောပုံညာဆိုသူတို့နှစ်ယောက်ကြားထဲမှာဒီဉာဏ်ပညာပိုင်းဆိုင်ရာချိတ်ဆက်မှုရှိသလိုစိတ်ခံစားမှုဆိုင်ရာဆက်ဆက်မှုလည်းရှိတယ်လို့သူခံစား ားမိတယ်ပေါ့နော်ပြောမှဆိုတော့အ ਨੇ ဆုံးတော့သူစိတ်ထဲမှာသူရှိနေခဲ့တယ်ပေါ့နော်ပြီးတော့လေဒီရုပ်ပိုင်းဆိုင်ရာချိန်ဆမှုရှိခဲ့တယ်လို့လည်းသူဆိုတယ်ပေါ့ရက်အ ਨੇ ငယ်ကြာသွားတဲ့အခါမှာသူမဖုန်းမဆက်လာတဲ့အချိန်သူစိတ်မကောင်းဖြစ်မိတယ်ပေါ့နော်အဆက်တွေသူတို့မရဘူးပေါ့နော်နောက်ပိုင်းကြတဲ့ကြာမီရှဲရဲ့ဒီငမန်းတိုက်ခိုက်ခံရလို့တေးဆောင်တေးဆောင်သွားချောင်းဆိုပြီးတော့သူကတိလိုက်ရတဲ့ခါမှာသူကကပြတပုတ်ကိုသူရေးခဲ့တယ်ပေါ့နော်အဲ့ကပြကိုရေးပြီးတော့နောက်ဆုံးမှာသူကအဲ့ကပြကိုထုတ်တောင်ထုတ်ဝေခဲ့သေးတယ် โอ้เคဟုတ်ပြီဗျာပြောပါအောင်ဗျာဗျာနားထောင်ပါအောင်เนาะပြောပြမယ်โอเคဟုတ်ပြီ तू อ่ะมิเชลကိုဒါအတူတူချာချာလွတ်လပ်လပ်ပြုတ်မှုနေထိုင်သူလို့ပြောခဲ့တာเนาะနားထောင်เออဟုတ်ပါဘူး तू ကြပြလေရွတ်ပြမယ်ဟုတ်ပြီဟုတ်ပြီဟုတ်ပြီကဲဟာအစီရင်ခံစားက तू ပခုံးပေါ်၌တတူးတစ်ခုဟမ်လိပ်ပြာတကောင်ရှိနေကြောင်းဆိုခဲ့တယ်ထိုညကကျွန်တော်ဤဆူဖာကုံပေါ်မှာ तू မရဲ့နှကန်းကိုငမန်းခဲ့သူကြိုက်လိုက်ပြီ သူမရဲ့အင်ဂျီကိုချွတ်လိုက်သည်ကိုကျွန်တော်အမှတ်ရစေခဲ့တယ်။ဒီကောင်ဘာကောင်လဲ။ဟုတ်ပြီလေ။ဟုတ်နော်ဆက်စရာကြီးနော်။ဟုတ်တယ်ခင်ဗျာ။အရန်ကောင်းတဲ့ခင်ဗျာတပုံးဆိုတော့လေဒီလား။ဟိုအရန်နေထူးဆန်းနေပြီ။ကတော့ကဗျာအရန်ကောင်းတဲ့တပူကဗျာကောင်းမဟုတ်ဘူးဟုတ်မဟုတ်မဟုတ်တကတော်တော်ထူးဆန်းတယ်ကွာဒီကောင်ဒီကောင်ငကြောင်ပဲเนาะငကြောင်เนาะဘာဆိုကွာငမအဲ့လိုလုံမလားလို့ဟုတ်တယ်ကွာငမမလုံဘူးလीကွာဟုတ်တယ်မလား ငမန်းတဲ့ဒီကောင်ဆယ်သားတော်ပူချဖို့ကောင်းတယ်ဟုတ်တယ်မလားအဲ့ဒါအပြင်းပေါ့နော်အာညမဆက်ပြပြပြီမယ်နော်ဒီ2008ခုနှစ်မှာပေါ့နော်ဒီရှာပွေစစ်ဆေးသူတွေနဲ့ပူပေါင်းပြီးတော့ဒီစန်ဒီရေကိုပေါ့နော်ဒီစေးပညာပိုင်းဆိုင်ရာစစ်ဆေးသူများထံကိုပေါ့နော်စာရေးပြီးတော့ဒီမီရှဲရဲ့အမှုကိုပြန်လဲအကဲဖြတ်ဖို့အတွက်အာသူတို့တောင်းဆိုခဲ့တယ်ပေါ့နော်ဒီတရက်ခံတရက်လုံးလေးလှုပ်ထားရှိတဲ့အရာတခုတော့မဟုတ်ခဲ့ဘူးပေါ့နော်ဟွန်းအေးပေါ့ယူသွားပြောလို့ရှိရင်ဒါအခုသာဆိုလို့ရှိရင်ဒါဒီအဲ့လိုမျိုးပထမဆုံးလှုပ်ချင်တာ တကယ်လားဒါပေါ့အဲ့တော့ဟိုပေါ့ကိုလုတ်ခဲတဲ့ဟာပေါ့နော်အပြစ်ရှိရယ်ဆိုရင်စိတ်ကြောက်အဲ့လိုမျိုးဆိုလိုတာလားအဲ့တော့မဟုတ်ဘူးမဟုတ်ဘူးအဲ့တော့ဒါကွာဟိုစုံစမ်းစစ်ဆေးသူတွေကဒီလူကတော့တကယ်မဖြစ်နိုင်ဘူးဆိုတာဟိုဒါဟိုလိုဟိုသူတို့ထင်ရအောင်လို့လေနော်ဒါကတော့ကွာရုပ်ရှင်စက်ကွက်ပဲနေမှာပေါ့အင်းအေးပါဟုတ်ပါကြည့်ဆက်ပြောပါအောင်ဟုတ် ဒုတိယတန်တရားရှိသူကလေသူမရဲ့ဒီအရင်အလုပ်ဖြစ်တဲ့ဒီ Rumor Coffee ဆိုင်မှာသူလုပ်ခဲ့စင်ရပေါ့နော်ဒီ Michelle ကိုခြေရာခံခဲ့တယ်အမြင်မသိတဲ့သူတူဦးပေါ့အကိုရဲ့ဒီလားအဲ့တော့သူမကသူတခြားအလုပ်တစ်ခုလုပ်ဖို့ဆိုပြီးဒီသူ့ရဲ့အလုပ်ဟောင်းကနေထွက်ခဲ့ပြီးတော့ဒီ Carpa Bro စာရိတ်ကရိယာနဲ့ဒီရုံသုံးပစ္စည်းအယောင်းဆိုင်မှာပေါ့နော်ဒီအမည်မသိတဲ့သူကသူမနောက်ကိုဒီညာထီတော့မလိုက်လောက်ဘူးဆိုပြီးတော့သူကယုံကြည်ပြီးတော့သူကဝင်ရောက်လောက်ကင်ခဲ့တယ်ပေါ့နော်ဒီဆိုင်ပြန်ဝင်လိုက်တာနော်ဟုတ်ကဲ့ဟုတ်အဲ့တော့မင်းရှဲကဒီလူရဲ့နံပါတ်မသိပေမဲ့ ူကဒီဆိုင်ကယ်စီးရယ်ဆိုပြီးတော့လေပြောခဲ့။อืมအဲ့တော့သူရဲ့အမှတ်သားပေါ့နော်အဲ့တော့သူဆိုင်ကယ်စီးရလို့ပြောခဲ့ပြီးတော့ရုံတုံးပစ္စည်းဆိုင်မှာပဲဒီမီရှဲရာဒီတထေးဟောင်းပေါ့နော်ဒီမီရှဲရဲ့တထေးဟောင်းဒန်နစ်လော့ဂါပေါ့နော်ဒီမီရှဲတည်ဆုံးပြီးနောက်တရက်မှာပဲမီရှဲရဲ့အလောင်းခွဲစိတ်မှုမှတ်တမ်းကိုဒီမှတ်တမ်းမိတူတဆောင်နဲ့အတူပေါ့နော်သူကလူတအူးရောက်လာတယ်။မိတူတွေကိုထတ်ဆွဲသွားတယ်ဆိုပြီးတော့လေပြန်လေပြောပြခဲ့ကြတယ်။ဩဟုတ်2014ခုနှစ်မှာပေါ့နော် North Guard ဒီ San Diego Rita တည်င်းဌာနကို ူမရဲ့ဒီအလောင်းခွဲစိတ်မှုမှတ်တာအောင်ပေါ့နော်ဒီမိထူတွေထပ်မံရယူလို့ရယူလို့ပြီးတော့ဒီထူးဆန်းတဲ့လူကဒီမော်တော်ဆိုင်ကယ်ကိုဆေးလာတယ်ဆိုပြီးပြောပြခဲ့တယ်သူရဲ့အဓိကအဝယ်မိထူပေါ့နော်တည်ဆုံးပြီးသားမိထူတွေကိုလိုချင်တဲ့သူကဒီမော်တော်မော်တော်ဆိုင်ကယ်ဆေးလာတယ်ဆိုပြီးတော့ပြောပြခဲ့တယ်ဟွန်းဟွန်းဟွန်းအဲ့တော့ဒီထင်မြင်ချက်ကိုကြားပြီးွားရင်ဘာဖြစ်မလဲလို့ထင်လဲပေါ့နော်ဒါကတကယ်ပဲငံမန်းတိုက်ခိုက်မှုတစ်ခုပဲလားဒါမှမဟုတ်မတော်တဆရင်နစ်တာလားဒါမှမဟုတ်မင်းရှေ့ကမတော်တဆပဲဖြစ်ဖြစ်ရွေချက်ရှိလို့ပဲဖြစ်ဖြစ်ပေါ့နော် ပြုတ်ကြပြီးတည်ဆုံးသွားသလားပြီးတော့ဒီကိစ္စကပေါ့နော်ဒီအပြင်ပိုင်းမြင်ရတဲ့အဆင့်ထက်ပိုဆိုးနေတာလားပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီမီရှဲလဲကြောက်စရာကောင်းလာအောင်အသက်ခံခဲ့ရတယ်ပေါ့နော်အဲ့တော့မီရှဲဘွန်နစ်စတာရဲ့ပေါ့နော်ဒီခြေကွဲပွဲကွဲလွန်မှုကမဖြစ်ရှင်းနိုင်သေးဘူးပေါ့နော်အဲ့တော့အကူရောဘယ်လိုထင်လဲ အာအခုထင်ဆိုလို့ရှိရင်တော့အခုထင်တာကဟိုဘာတန်တာလို့ထင်တယ်ကောနော်ဘာလို့ဒီကြပြားတော့မကောတော်တော်သဘောချနေပြီလေပြောလို့နားတောင်ပြီးလို့ရှိရင်ကောဘယ်လိုမှတကယ်ဟိုတန့်ကျင်တော့လို့ဘုဒ္ဓစီရေနော် YouTube ဖို့လူတယ်လို့ခံစားဘူးမကောင်းလို့လားမကောင်းဘူးလေတဘာရေးလို့ရေးထားမှလည်းမသိဘူးလေဟုတ်ပါဒီကြပြားတပုတ်ထင်းနဲ့သာ तू ထောင်းထဲမှာနော်နေရထိုင်တယ် တော့သူလို့ထင်လားအေးညီမတို့သူလို့ထင်တယ်သူကပြားလေးယူကြောင်တယ်ယူကြောင်ကြောင်နေဆိုတော့အခုစဉ်းစားကြည့်ရကွာခုနကငမန်းကိစ္စဆိုတာလဲရှေ့မှာဒီယူရီအများကြီးတန်းပါတော့ဒါသူပြောကြတယ်ကွာနောက်ပြီးလို့ရှိရင်ဒီဟိုသူ့ရဲ့ခြေခြေတော့ပြက်ရှတဲ့ပုံစံတွေအရာကလည်းမဟုတ်ဘူးလို့လည်းဟိုကညင်းထားရလေရှိရကွာเนาะအဲ့တော့အခုထင်တာတော့ဒါသူ့လို့ပဲထင်တာပဲ အဲ့တူလို့ဆက်ပြပြရရတယ်ညီမလည်းဖတ်တာပဲရှိသေးတယ်။ဟေးဗောနော်။ကဲဟုတ်ပါပြီမြမရေဒါပါပြီဖြစ်ပါဒါဒီနေ့ဒီအကြောင်းအရာလေးကလည်းဒါစိတ်ဝင်စားစရာလည်းကောင်းတယ်နော်။ဒါဘလို့တည်ဆုံးမှုဘလို့ဘလို့ပုံစံမျိုးနဲ့တည်ဆုံးသွားတာလဲဆိုတာကိုလည်းဒါအခုဒါ live စဉ်းစားနေရတာ။ live စဉ်းစားနေရတယ်နော်။အခုချိန်လည်းဖြည့်ရှင်းလို့မရပါဘူး။မရဘူးဗောနော်။အေးဗောဒါတူလို့လည်းခုချိန်ဒီဒါဘာကြောင့်ဖြစ်တယ်ဆိုတာကိုလာခုချိန်ဒီစုံစမ်းစစ်ဆေးပြီးတော့အဲ့လိုအဖြေရှာနေလို့မဖြစ်ပါလိမ့်မယ်။နော်။ဒီပါအေးဗော။ကဲဒါအရင်လဲဟိုစိတ်ဝင်စားစရာလည်းကောင်းတယ်ဟိုတော်တော်ကြီးလည်းနော်တောင်းအောင်ဆောင်သွားသူတို့တွေးကြတယ်တွေးတယ်နော်။တွေးတာတော့တွေး ်များဟုတ်တယ်ဟုတ်တယ်အဲ့တော့အဲ့လိုမျိုးပြောပြပေးတဲ့အတွက်မဲဝါကိုကျေးဇူးအများကြီးတင်ပါတယ်เนาะဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ကြောက်လို့ရှင်လည်းဒီထက်ပိုပြီးတော့အာစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေနဲ့ထပ်ပြီးတော့ပြောပြလိမ့်မယ်လို့ပြောလဲပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ဆောင်းပြပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ပါကဲ့ကျွန်တော်တို့မောင်မောင်ညောက်ကဒီနေ့မှအခုလိုထူးဆန်းတဲ့အတော့အကြောင်းအရာဖြစ်ပျက်တွေလည်းဖြစ်တယ်ပြီးတော့အခုချိန်ထိလည်းဖြည့်ရှင်းလို့မရတဲ့အကြောင်းအရာမျိုးလေးကိုကျွန်တော်တို့တင်ဆက်ပြီးပြောပြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ပတ်ဒီမှာလည်းကျွန်တော်အခုလိုမျိုးပဲထူးဆန်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးတော့ပြောပြပေးမှာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်မောင်မောင်ညောက်ကိုဆက်ပြီးအားပေးပါအောင်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ